တမရဒေါ်နယ်ထရမ့်ရဲ့တမက်ဂျယ်ရက်ကူရှနယ်ဥဆောင်တဲ့ကုမ္ပဏီကိုဟိုတယ်နဲ့အစ်မြင့်ဇင်ခံတိုက်ခန်းတွေတိစောက်ခွင့်ပြုပေးတဲ့အထူးဥပဒေမူကြမ်း Special Blade ကိုဆာဗီးယားနိုင်ငံလွတ်တော်ကနိုဝင်ဘာ9ရက်နေ့မှာမဲခွဲအတည်ပြုပေးလိုက်ပါပြီ။ဂျယ်ရက်ကူရှနယ်ဥဆောင်တဲ့ Affinity Partners ယင်းနည်းမြှုပ်နှံမှုကုမ္ပဏီက UCB ဒေါ်လာတန်း900အကုန်ချခံတိစောက်မဲ့ဒီစီမံကိန်းမှာအစ်မြင့် Intercontinental Hotel စိန်ခံတိုက်ခန်းတွေရုံးခန်းတွေနဲ့ဈေးဆိုင်တွေပါဝင်မယ်လို့ဆိုပါတယ်ဘဲလ်ဂရိတ်မြို့လေကောင်မှာရှိတဲ့ဒီနေရာကိုဆာဗီယာက Infinity Company ကိုကန့်သက်ချက်မရှိ69နှစ်ငားရမ်းပေးมาဖြစ်ပါတယ်တနည်းအားဖြင့်ဒါဟာဥရောပတိုက်မှာပထမဆုံး Trump Tower ဖြစ်လာမယ်လို့ပြောဆိုနေကြပြီးဒီစီမံကိန်းမှာယင်းနှမြုံနံတဲ့သူတွေတဲ့ Saudi Arabia, Qatar နဲ့ Abu Dhabi တို့ကလည်းပါဝင်တယ်လို့ဆိုပါတယ်ဒီစီမံကိန်းပေါ်အများစုကစိတ်ဝင်စားဖြစ်နေကြတဲ့အကြောင်းရင်းကတော့ ဆာဗီယာနိုင်ငံမဖြစ်ခင်အရင်ယူဂိုစလာဗီယာနိုင်ငံအဖြစ်တည်ရှိစဉ်1999ခုနှစ်မှာအမေရိကန်ဥဆောင်တဲ့နေတိုးအဖွဲ့ရဲ့ဘုံကျဲဖြစ်စည်းခံရတဲ့ကာကွယ်ရေးဝန်ကြီးဌာနရုံးနေရာဖြစ်နေတဲ့အတွက်ကြောင့်မှာကိုဆိုဗိုစစ်ပွဲကာလအတွင်း1999ခုနှစ်မတ်လ24ရက်နေ့ကနေဇွန်လ10ရက်နေ့ထိနေတိုးမှမိတ်အဖွဲ့တွေက88ရက်ကြာလေကြောင်းစစ်ဆင်ရေးပြုလုပ်ခဲ့စဉ်ဒီစစ်ဌာနချုပ်လည်းဘုံကျဲဖြစ်စည်းခံခဲ့ရတာကြောင့်နေတိုးအဖွဲ့ပေါ်တမိုင်းအစင်လာရဆာဗီယာတွေက မလိုလားကြပါဘူး။ဒါကြောင့်လဲဒီတမိုင်းအမွေနစ်ကိုဖျက်ဆီးပြီးဟိုတယ်ဆောက်မဲ့ကိစ္စကိုစာပြရပြည်သူတွေကခါခါတီတီဖြစ်ပြီးတော့ကာလအတန်ကြာကန့်ွက်ဆန္ဒပြခဲ့ကြတာပါ။ဒီစီမံကိန်းကိုတည်ဆဲဥပဒေရခွင့်ပြုလို့မရတာကြောင့်သမ္မတထရမ့်အပါအဝင်ထရမ့်မိသားစုနဲ့ရင်းနှီးတဲ့လက်ရှိစာပြရသမ္မတအလက်ဇန္ဒရာဗူချစ်ကအထူးဥပဒေမူကြမ်းတင်သွင်းပြီးစီမံကိန်းအထမြောက်အောင်အနောက်ကနေတွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီစီမံကိန်းကရမယ့်အမြတ်အစွန်20နေရာခိုင်နှုန်းကိုဆာဗီယာအစိုးရကရရှိမှာဖြစ်တာကြောင့်စီးပွားရေးအရအကျိုးရှိစေမယ့်အပြင်လက်ရှိသမ္မတထရမ့်အစိုးရနဲ့ဆာဗီယာဆက်ဆံရေးလဲပိုမိုကောင်းမွန်လာမယ်လို့သမ္မတအလက်ဇန်ဒရာဗူချစ်ကပြောပါတယ်လူထုကိုအတိမပေးဘဲအမတ်အရေးအတွက်စုစုပေါင်း250ရှိတဲ့ဆာဗီယာလွတ်တော်ကထောက်ခံမဲ့103မဲကန့်ကွက်မဲ့40မဲနဲ့အတိပြုပေးလိုက်တဲ့ဒီစီမံကိန်းကိုစန့်ကျင်သူတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကတော့ အထူးဥပဒေသုံးပြီးလွတ်တော်မှာအာရမမဲခွဲအတီးပြုလိုက်တာရဲ့နောက်ွယ်မှာမယိုးသားမှုတွေအကျင့်ပြက်ချဆမှုတွေရှိနေတယ်လို့ထောက်ပြပြောဆိုကြပါတယ်စီမံကိန်းကိုဘယ်တော့ဆမယ်ဆိုတာတော့မသိရသေးပါဘူးခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ